အညာရဘုံအလုံးမင်္ဂလာပါချာဆဆလေးဖြစ်ပါတယ်ဒီကတော့ချာလေးမာလေးတွေတငန်းငန်းဖြစ်တယ်ဒီတက်လက်ပိုင်းအမျိုးသားဒီရက်ပုံစံရှစ်မျိုးကိုဆွဲရှယ်ရင်းလုပ်ပေးတော့မှာဖြစ်ပါတယ်ပါပါထာနံပါတ်1တေချာမှုကိုကိုကိုယုံကြည်မှုမြင်လိုက်တယ်ဆိုတာနဲ့ပေါ့နော်အော်ရာလုံးဝရှိပြီးရောပေါ့နော်ကိုကိုတက်လို့ချွဲပြီးရောပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်ပါတ နံပါတ်2သူ့ပုံစံပေါ့နော်ပုပ်ပပရှိရဲ့ပုံစံဖြစ်ပေမဲ့လေအရာရာတိုင်းမှာအလေးနဲ့ရှိရဲ့ပုံစံလည်းဖြစ်တယ်ချို့ရကြလေးရှိရဲ့ပေါ့နော်အရာရာတိုင်းမှာအလေးနဲ့မရှိရဲ့ပုံစံတွေပေါ့နော်ဒါပေမဲ့ तू อ่ะ freedom style လေးဖြစ်ပေမဲ့လေဟိုအသက်ရွယ်တစ်ခုရှိနေဖြစ်တဲ့ဟာလေးနဲ့ထားတဲ့နေရာမှာထားတဲ့ပုံစံမျိုးဖြစ်နေတဲ့သူတွေပါ နံပါတ်3လေမကြီးပဲနဲ့လောက်ရနေပဲတက်တည်ပြရတဲ့သူတချို့မျိုးသားရရှိရပေါ့နော်ငါဘာကောင်ရင်ငါဘသူဘာညာဆိုပြောဆွဲဆိုလို့ရှိရင်လည်းအရင်မြင်ဘူးတာပဲအရင်မြင်ကတ်တယ်ပေါ့နော်အဲဆိုတော့သူတို့ကဘာကြီးဘာကြီးလို့လာပြီးပြောနေတယ်အဲဘာလောက်အောင်မလဲနော်အဲတို့လိုပြောတာထက်စားလို့ရှိရင်တချို့မျိုးသားရရပေါ့နော်ငါဘာကောင်လဲဆိုတဲ့ဥစ္စာကိုဒီလောက်ရနေပဲတက်တည်ပြရတဲ့ပုံစံမျိုးသမီးရေပို့ပြီးတော့သဘောကျကြပါတယ်နံပါတ်၄တေချာတဲ့အလုတ်ခိုင်တစ်ခုရှိနေတဲ့သူ နံပါတ်5ကိုတက်အများကြီးရင်းချက်ပြီးရောကိုတယောက်လိုပဲတင်ယူရတဲ့အတွက်နံပါတ်6ဆုံးဖြတ်နိုင်စွာလူတိုင်းဝိုင်းမှာပေါ့နော်အတိုင်းအတာတစ်ခုတည်းကျင်လည်ပြီးသွားတဲ့သူတွေဖြစ်တဲ့အတွက်ပေါ့နော်ဘေးရမှာဆိုလို့ရှိရင်အကောင်းဆုံးအကြောင်းအကျိုးဆုံးဖြတ်နိုင်တဲ့ပုံစံရှိရဲ့သူမျိုးတွေပါ ြားနံပါတ်9ပါအချစ်ခံရတယ်ဆိုတဲ့ခံစားချက်ပေါ့နော်လူသူလူလက်ခံမယ်ထင်ပါတယ်ဒါပေမဲ့မောင်လေးတင်းကသူတွေကလက်ခံမယ်တော့မထင်ဘူးပေါ့နော်ဘာပဲပြောဆိုရခံယူချက်ကောမြို့သူမြို့အများစုခံယူချက်ကဘာလဲဆိုလို့ရှိရင်မောင်လေးရင်းနဲ့ချစ်တာထက်စားလို့ရှိရင်ကိုကိုရီရှီကနေပူပြီးတော့ယူဆိုင်ရတယ်ချစ်ခံရတယ်ဆိုတဲ့ခံစားချက်ရတဲ့အတွက်ပါ နမရှိပတ်စံမှန်တိုင်းပြောရရင်ပေါ့နော်ရှိရဟာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေပေါ့နော်ဒီခေတ်မှာပတ်စံရှိရဆိုလို့ရှိရင်ဒါဆရာတစုဝဲဖြစ်နေရတဲ့အတွက်ပေါ့နော်ဘာလို့လဲဆိုတော့ပတ်စံနဲ့ပဲအရာအလုံးကဟိုလုတ်ရတာဆိုတော့လေအဲ့တော့အဲ့လိုပတ်စံရှိရသူဆိုရှင်မြို့သူမြို့ရပို့ပြီးတော့သဘောကြပါတယ်အခြားအဲ့တော့ပတ်စံများများရှာပါဆက်လေးကိုအပိတ်ချပါရှင် ။စပြပြရဲ့ရှိချက်ထဲမှာဂျော်ရိုပွန်းနိုရောဘယ်နဲ့ချက်လောက်ပါလဲပေါ့နော်။ဂျော်ရိုပွန်းနိုရောအဲ့လိုစော်လေးငငန်းတက်ဖြစ်တဲ့ဘေးတွေမှာပါလားဆိုတော့ဆက် comment မှာခြိုက်ပေးခဲ့ပါဦးနော်။ blog နဲ့ပတ်သက်ပြီးရထင်မြင်ချက်တွေရှိရဆိုလို့ရှိရင်လည်း comment မှာခြိုက်ပေးခဲ့လို့ရပါတယ်ရှင်။နောက်လည်း blog မှာပြန်လည် subscribe ပါမယ်ရှင်။စွဲလေးဖြစ်ပါတယ်။အန်ညောင်း။